ပါဒီနေ့2025ခုနှစ်နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ Federal Fund ရဲ့အပတ်စဉ်တအံပိုဂရင်းနီတရင်ပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ဒီတစ်ပတ်မှာတော့ကြောက်မဲမှာဒေါ်လာရေးတက်တွေနဲ့ဆက်ဆက်တယ်ဆိုပြီးဒေတာခံမျိုးသမီးတူကိုစစ်ကောင်စီတပ်ကထပ်မံဖမ်းဆီးခဲ့တဲ့တဲ့ဒီမော့ဆိုခြေဆိုင်ခလာရ၄နှစ်ခွန်တက်ရင်ကစစ်ကောင်မရှင်တက်တာတူ နေပြည်တော်ပါခဖထံလက်နက်နဲ့တကွဘတ်ပြောင်းခုလုံးတဲ့တဲ့ ပြည်ပသွင်းကုန်တွေတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့မိုင်းပုံမြို့မှာစစ်တပ်ကဂိတ်အစ်တိုးချပြီးစစ်ဆေးနေတဲ့တရင်တွေအပါဝင်တပတ်တွင်ထူးခြားတရင်တွေကိုကြားကြမှာပါပထမဆုံးအနေနဲ့တအန်းဒေသတွင်တရင်တွေကိုတင်ဆက်ပေးချင်ပါသည်စစ်ကော်မရှင်တပ်ပြန်လဲထိန်းချုပ်နေတဲ့ရှမ်းမြောက်ကြောင်မဲမြို့မှာတအန်းတပ် TNN အနေနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကအမျိုးသမီးတူကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့နှွေမာလာ73ရက်မနက်7:00နာရီဝန်းကျင်မှာ ကြောင်မဲမြို့နယ်မြေ၃ထဲမှာနေထိုင်တဲ့အသက်50ဝန်းကျင်ရှိတဲ့အမျိုးသမီးတူဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့တာလို့ဖြစ်စဉ်သိရှိသူအမျိုးသားတူကရွှေပြည်မြို့ကိုပြောပါတယ်။ဒါပြင် TNN အမှတ်သားဖြစ်တဲ့ဒစိတ်အလံပြက်ကတဲ့တအန်းထီလက်မှတ်ဓာတ်ပုံစတဲ့ပစ္စည်းတွေကိုတွေ့ရှိရင် TNN နဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့အဆိုပါအမျိုးသားကပြောပါတယ်။ ပြီးခဲ့တဲ့နိုမာလာ12ရက်နေ့ကနေစပြီးငញ្ញញရေးဂုံးမှရှိတဲ့လူမနေတဲ့တအန်းလူမျိုးအိမ်တွေကိုလည်းစစ်ကောင်စီတပ်ကဝင်ရောက်မွေနောက်ပြီး အိမ်အသုံးဆောင်ပစ္စည်းပေါပင် ပရိဘောကပစ္စည်းတွေကိုလည်းသိမ်းယူနေတာရှိတယ်လို့ဒေသခံတွေပြောကြားချက်အရသိရပါတယ်ရွှေပြည်မေကရရှိထားတဲ့စရင်ရကြောင်မဲမြို့နယ်မှာ TNN နဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးဖမ်းဆီးခံရတဲ့ဒေသခံ9ဦးထပ်မံနေရှိနေပြီးချိတ်ပိတ်ခဲ့တဲ့နေအိမ်10နဲ့ချီရှိပြီလို့သိရပါဗျ ရှဲကောင်စီတပ်ပြန်လဲထိန်းချုပ်ထားတဲ့ရှမ်းမြောက်တေဘောမြို့နယ်မှာအမျိုးသားတအူမိုင်းနှင်းမိပြီးတံရပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ညနေ4နာရီဝန်းကျင်မှာတေဘောမြို့နယ်စံဖိတ်ကျေးရွာကအသက်64နှစ်အရွယ်ဦးကောလီယာဆိုသူဟာတေဘောမြို့အဝင်မဟုတ်ဦးအလူခံမန်တဲ့အနီးမှာမိုင်းနှင်းမိပြီးညာဘက်ခြေထောက်နဲ့ညာဘက်လက်မောင်းတံရပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံအမျိုးသားတအူကပြောပါတယ်။ လက်ရှိမှာတော့ဒဏ်ရာရတဲ့အမျိုးသားဟာလာရှိုးပြည်သူဆေးရုံမှာကုသခံနေတယ်လို့ဆိုပါလေအလားတူပြီးခဲ့တဲ့အော်တိုဘာ20ညနေ၄နိုင်ဝန်းကျင်မှာလဲကြောင်မဲမြို့နယ်ပင်တိန်ကျေးရွာအုပ်စုခောက်ခတ်ရွာကအမျိုးသားတို့ပြောင်းခင်းသွားကြည့်ရာကနေမိုင်းနေမိပြီးဒဏ်ရာရရှိခဲ့ပါတယ်ဆက်လက်ပြီး Greeny Data တွင်တင်ဒင်းတွေကိုတင်ဆက်ပေးကြပါမယ် ရနီပြည်ဒီမော့ဆိုခြေဆိုင်ခလာရ၄နှစ်ခွန်တက်ရင်မှာ အတင်းအဓမ္မပို့ဆောင်ခံရပြီးစစ်မှုထမ်းနေရတဲ့စစ်ကော်မရှင်တပ်သားစိုးထက်ကျော်ကအမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနပါခဘယုံချုပ်နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခဘထံလက်နက်နဲ့တကွဖက်ပြောင်းခိုးလုံလာတယ်လို့သိရပါတယ်။နွေမာလာ9ရက်နေ့မှာတပ်သားစိုးထက်ကျော်ကပင်လောင်မြို့နယ်တွင်ရှိ စစ်ကော်မရှင်တပ်စခန်းမှာတာဝန်ကျနေချိန်နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခပါစီကိုဆက်သွယ်လာတာကြောင့်ပင်လောင်မြို့နယ်တနေရာမှာတွားရောက်ခေါ်ဆောင်ခဲ့တယ်လို့နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခဖရဲ့ဒိုင်းတာဝန်ခံကိုနောင်ချိုကဖက်ဒရယ်ဖန်ကိုပြောပါတယ်ဇိုတက်ကျော်ကစစ်ကော်မရှင်တပ်ရဲ့တောင်တွင်းကြီးစခန်းမှာပတ်စဉ်၄ရက်အခြေခံစစ်တင်နှံကိုတက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်အတွင်းကခမရ၄နှစ်၄တက်ရင်မှာ မောမန်တင်တဲ့နပတ်ကြာတက်ခဲ့ကဒီမော့ဆိုခြေဆိုင်ခမရ၄နှစ်ခွန်တက်ရင်မှာနှစ်ဝက်နေပါတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပါတယ်စစ်ကောင်မရှင်တက်ရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေခြင်းစိုးထက်ကျော်ကတော်လိုင်းတပ်ပေါင်းစုတွေရဲ့ drone တွေကိုပြစ်ချရတဲ့အပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပြီးပပြောင်းခိုလွန်လာတဲ့အချိန်မှာတော့ drone gun တစ်လက်60မမဘုံဒီနှလုံး MA11 ကြီးပေါက်နှစ်ပေါက်ဆက်သွေးရေစကားပြောဆက်နှလုံးနဲ့5.56ကြီး 50တောက်တို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ Greeny B Fruso Ballke လမ်းပိုင်းတနေရာမှာ Greeny ဒေါ်လာရေးတပ်ပေါင်းစုနဲ့စစ်ကောင်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ကပြည်သူတွေနေထိုင်တဲ့ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကနေသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကနေစပြီးစစ်ကောင်မရှင်တပ်နဲ့ Greeny ဒေါ်လာရေးတပ်တွေကြားထိတွေ့တိုက်ပွဲစတင်ခဲ့ကပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်မှာစစ်ကောင်မရှင်တပ်ဖက်က ပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာဖလူဆိုနောက်ဖက်ချမ်းမှာရှိတဲ့ခြေရွာထဲကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီခြေရွာကိုလက်နက်ကြီးလဲလုံးကြားရောက်ပောက်ကွဲခဲ့ပြီးလူအထိခိုက်တော့မရှိဘူးလို့ဒေသခံရွာသားတို့ကဖရယ်ဖန်ကိုပြောပါတယ်။နောက်ဆုံးအနေနဲ့ပိုးအိုဒေသတွင်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ရမီနယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တောင်ပိုင်းစံကားဒေသမှာ ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်ကနေစပြီးနေပြည်တော်တည်ငြိမ်နေပြီဖြစ်လို့ဒေသခံတွေနေရက်ပြန်နေထိုင်ကြပေမဲ့ PNU ပြည်သူ့စစ်ကအခြားမြို့နယ်ဘက်ကိုအတင်းအဓမ္မတိုက်ပွဲတွင်ပါဝင်ခိုင်းစေခဲ့တဲ့အတွက်အခက်အခဲဖြစ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ PNU ပြည်သူ့စစ်ဒုဦးစီးချုပ်ကိုယ်တိုင်ခေါ်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ပင်လောင်ဖဲခုံနယ်စပ်တွေမှာတွားကူတိုက်ပွဲအတွက်ခိုင်းစေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာအော်တိုဘာနောက်ဆုံးပတ်ကစံကားဒေသထီခိုးရွာမှာအယောက်၂၀သွားပေးခဲ့ရတယ်လို့ ထီရီနန်းပွန်ညောင်လေးပင်စတဲ့ဒေသခံတွေကိုရွာကြီးရွာငယ်လိုက်တရွာမှာအနည်းဆုံး15ရောင်တိုက်ပွဲဝင်ဖို့ပြည်သူပြည်သူစစ်ကခေါ်ယူခဲ့တာဖြစ်ပါလေ။ပင်လောင်းဖေကုံနေဆက်မှာစံကားဒေသခံတွေတွားရောက်ပြီးတိုက်ပွဲဝင်ခဲ့ရတဲ့အပြင်ဖေကုံရင်ရှေ့ဘက်ချက်မှာတပ်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူပြည်သူစစ်တပ်သားတွေကဒေသခံရွာသားတွေကိုအလဲကျကင်းဆောက်ခိုင်းပါသေးတယ်။ပြည်သူပြည်သူစစ်ကနေမြေလုံခြုံရေးအတွက်လို့ပြောဆိုပြီးစံကားဒေသအတွင်းရှိ အသက်18နှစ်မှ 35နှစ်အထိလူငယ်တွေကိုအခြေခံစစ်တင်နှံတွေတက်ခိုင်းခဲ့ပါလေလက်ရှိမှာတော့ကိုရရွာဒေသလုံချုံရဲအတွက်မဟုတ်ပဲအခြားမြို့နယ်အထိတိုက်ပွဲတွင်ပါဝင်ခိုင်းနေလို့ဒေသခံတွေအခက်အခဲကြုံနေရတယ်လို့ပြောဆိုကြပါလေရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခိုင်မိုင်းမုံမြို့မှာ အရင်ဂိတ်ဟောင်းအပြင်အစ်စ်တိုးချက်ချထားတဲ့စစ်တပ်ကတရားမဝင်တင်သွင်းခဲ့တဲ့ထိုင်းကွန်ပစ္စည်းတွေစစ်ဆေးဖို့အကြောင်းပြပြီး ကုန်ကားတွေအပေါ်ငွေကြေးအဆမတန်ကောက်ခံမှုတွေနဲ့ကွန်ပျူတာတွေကိုတင်းကျပ်စွာဆစ်ဆီးနေတယ်လို့ရင်းမောင်းသူတွေထံကနေသိရပါတယ်။အဓိကလိုင်းလင်းမိုင်းပုံဘက်ကလာတဲ့ကွန်ပျူတာတွေကိုဆစ်ဆီးသိမ်းယူတာဖြစ်ပြီးပစ္စည်းပါရင်ပေးမဖြတ်လို့ကားတွေလည်းပိတ်ဆို့နေတယ်လို့ရင်းမောင်းသူတွေထံကနေသိရပါတယ်။အရင်ကရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုလည်းတရားမဝင်ကုန်စည်နဲ့ပတ်သက်ပြီးပါဝင်ပတ်သက်မှုရှိလို့ဆိုပြီးနေပြည်တော်စစ်ခုံရုံးချုပ်ကဖမ်းဆီးအရေးယူထားတာ ရှိတယ်လို့လက်ရှိမှာလည်းတရားမဝင်ကုန်စည်တင်သွင်းတာကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရပါတယ်။ရှမ်းတောင်ကိုအဓိကရှမ်းမြောက်နဲ့ရှမ်းရှိကတင်သွင်းလာတဲ့ကွန်ပျူတာတွေကိုတောင်ကြီးမြို့ကိုတည်ယူလာတာဖြစ်ပြီးမိုင်းပွန်ခေါပုံးပြင်တောင်ကြီးမိထီလာလမ်းပိုင်းရှိကျွတ်တက်ဆောင်ဂိတ်မှာလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရပါတယ်။ဒီလိုပြပသွင်းကုန်တွေတင်းတင်းကြပ်ကြပ်စစ်ဆေးနေတာကြောင့်ပြည်တွင်းမှာကွန်ပျူတာတွေပြက်လက်မှုကြုံတွေ့နေရပြီးကုန်စင်တို့မြင့်တက်မှုတွေလည်းဖြစ်စေခဲ့ပါတယ်။ ထူးသဖြင့်တောင်ကြီးမြို့မှာစေဝါတွေ၊တက်စစ်ပစ္စည်းတွေ၊ကင်မရာဆက်ဆက်အပိုပစ္စည်းတွေ၊ကွန်ပျူတာတွေစတဲ့ပြပသွင်းကုန်တွေပြက်လက်ကုန်တာဖြစ်ပါလေ။ရွှေပြည်မီတန်းတရင်ဌာန The Beaver Vibe ခန်းတာခေါင်ပိုးတရင်ဌာနနဲ့ Greeny အခြေဆိုင် Ferrier Fund တို့တင်ဆက်တဲ့တပတ်တွင်းတန်းပိုး Greeny တရင်ပူအောင်ထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါ။ကျွန်တော် Sofitri ပါ။